ကြအမျိုးသမီးကိစ္စတွေပေါ့နော်အမျိုးသမီးကိစ္စဆိုတာတကယ်သုံးလို့ကောင်းတဲ့အရာလေးကိုလောင်းတော့ထပ်ပြီးတော့ remind လုပ်တာပေါ့နော်ဟုတ်ပါတယ်ဆိုတော့အမျိုးသမီးတွေအရွယ်တစ်ခုရောက်လာပြီဆိုလာစင်လာရင်ကြုံရတဲ့ကိစ္စရှိတယ်အဲ့လိုအခါမှာအရင်တော့ဆိုဒီချိန်ဆိုအရင်စိတ်ညစ်ကြရပေါ့ဒါပေမဲ့အခုကံကောင်းတာပါလဲဆိုတော့အခုလိုမျိုးဒါ good lady လိုမျိုး quality ကောင်းတဲ့အမျိုးသမီးလာစင်သုံးနေရှိလာတဲ့ခါကျတော့တလားတလားဒီကိစ္စတွေဖြစ်တဲ့အခါမှာအရင်ကြီးစိတ်နှောက်ရှက်မဖြစ်တော့ဘူးဒါပြင်ပို့ပြီးတော့လည်းတက်တောင့်တတာဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်ဆိုတော့အမျိုးသမီးတွေကလည်းအခုချိန်ကကြာရာသီဥတုအပြောင်းလဲလေးဖြစ်နေတာပေါ့နော် ဟိုအရန်ပူတဲ့ကာလာဖြတ်တန်းတယ်နောက်ပြီးတော့ရာသူကနည်းနည်းဆွ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 ဖြစ်လာတဲ့အချိန်ဆိုအမျိုးသမီးကပိုပြီးစိုးရိမ်ရအဲ့ဒီအချိန်လေးဆိုရင်အမျိုးသမီးပြဿနာယောဂရဲ့ပိုဖြစ်လွယ်တယ်ဟိုပိုးဝင်တာမျိုးတွေနောက်အနံ့အသက်ပေါ့နော်စိုးရိမ်ရတာမိန်ကလေးကြတော့ခန္ဓာကိုယ်မှာချွေးနှက်တစ်ခုလည်းကြောက်ရတာမဟုတ်ဘူးဒီအနံ့ကလည်းသူ့ခန္ဓာကိုယ်ကျန်းမာရေးပုံမူတည်ပြီးတော့အနံ့ထွက်တတ်တဲ့အချိန်ရှိရပေါ့နော်အဲ့ဒီခါမျိုးကြီးကြတော့ကိုကကို့အတွက်တကယ်အနံ့ကိုဆုတ်ထားနိုင်ပြီးတော့အေးများမှုပေါ်ပါမှုပေးနိုင်တဲ့အမျိုးသမီးလားစင်သုံးသုံးပေါ့အများကြီးအရေးကြီးရနော်ဟုတ်တယ်ဟုတ်တယ် အမင်းကလေးတွေကအဲ့လိုအချိန်ရောက်လာပြီဆိုရင်လေဟိုပုံမှန်နေ့တွေလိုမျိုးပဲလွတ်လွတ်လပ်လပ်အေးစစ်နဲ့ဖြတ်ဖြတ်တန်းကျင်တာကွာတိလာဘွာချားတဲ့နေရကြီးမလို့ချင်ဘူးနော်ဟုတ်တယ်ကိုရီလိုအလုံးလုံးနေရာတွေဆိုပိုဆိုးတယ်ဒီလိုအချိန်မှာဆိုရင်ကိုရီက ဟိုအလုတ်ကလည်းလုံနေတာတစ်ဖက်အဲ့ဒါလည်းစိတ်မရှုပ်ချင်ဘူးစိတ်မညစ်ချင်ဘူးစိတ်မလုံမလဲရတယ်မဖြစ်ချင်ဘူးဟုတ်တယ်ဆိုတော့ဟိုအခုဆိုလို့ရှိရင်ကိုယ်ကြီးဆဲကျော်တက်ပေါ်ရုံကလေးကဒီလိုမျိုးပေါ့နော်အဲ့ချိန်မှာစပြီးတော့တုံးခဲ့ရပါတော့တုံးတဲ့အခါမှာကျတော့ကိုယ်ငယ်သေးရလည်းပါတယ်အရေးသွေးကောင်းတဲ့ပစ္စည်းကိုတိတ်ပြီးတော့မရွေးတတ်ဘူးဒါပေမဲ့နှစ်တည်ကြာလာတဲ့အခါကျတော့ကိုယ်ရဲ့လာတိုင်းလာတိုင်းကြုံတွေ့ရတဲ့အခြေအနေပေါ်မူတည်ပြီးတော့တုံးချီရင်းနဲ့ပစ္စည်းအစ်စ်လေးတုံးရင်းနဲ့လည်းဘယ်ဟာကောင်းလဲဘယ်ဟာတကယ်ကိုကိုယ်အတွက်စိတ်ဖြစ်လဲဆိုတာသိလာအဲ့တော့ခုနောက်ပိုင်းဆိုလို့ရှိရင်ကိုယ်တုံးတဲ့တကယ်အရေးသွေးမြင့်တဲ့တကယ်ကောင်းတဲ့ product လေးကိုလည်း ကိုနာမျိုးသမီးလေးတွေပေါ့အကုန်လုံးတက်ပြန်ပြီးညွှန်ပြဖြစ်ပါတယ်ဟုတ်တယ်ဟုတ်တယ်အမအဲဒီ good lady မှာကျတော့လောင်းတို့သဘောကျတဲ့အချက်ကပေါ့နော်ဒီ၃ယောက်လုံးလည်းအကုန်လုံးသုံးနေတာဆိုတော့လေ तू က အလောင်းသုံးပြရတယ်မှာအပားလွာဆုံးပဲလုံးဝရုပ်ဆိုင်မှုမရှိတဲ့ဒါပက်မျိုးလို့ပြောလို့ရရပေါ့နော်ဆိုတော့အဲ့ဒီအချက်ကိုလောင်းတော့သဘောကျတာပေါ့ဆိုတော့ပားလွာရဆိုမဲ့တခါလေကိုမယုံရတဲ့ပားလွာမှုဆိုတော့မသုံးရဘူး good lady ကကြာတော့ तू ကဟိုလုံးဝကိုဒီအသားအဖြစ်ဆိုလို့ရှိရင်လေတကယ်ခြိသားနဲ့လှုပ်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့အနံ့သက်ထွက်တတ်တဲ့အမျိုးသမီးဆိုလဲတော်တော်ကြီးကိုတတ်တာတွေ့ရရပေါ့နော်ပြီးတော့လေ तू ကဒီ water lock ကိုသုံးထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ gel တွေကလုံးဝကိုစိတ်နိုင်တာကိုဆုတ်ထားနိုင်တဲ့အတွက်ကြောင့်မို့လို့လောင်းတော့ပေါ့ပေါ့ပါပါနေရတယ်လုံးဝတာမန်ပေါင်းပြီး ထားတဲ့နေ့ရက်အတိုင်းမနေလို့ရရပေါ့နော်မန်းစင်ခုနပြောသလိုမျိုးအဲ့တော့လောင်းလို့လည်းပြောရင်ပြောရင်းနဲ့လာတိုင်းကကိုယ်တိုင်သုံးပြနေတဲ့ခါကျတော့ပြောရပို့ပြီးတော့ confidence ရှိရပေါ့နော်ပစ္စည်းတစ်ခုကိုကမသုံးမဲပြောရတဲ့တကယ်သုံးပြီးတော့ပြောတဲ့ခါကျတော့ပို့ပြီးတော့ယုံကြည်မှုရှိတာပေါ့လေအဲနောက်ပြီးတော့ तू က50ကန့်နဲ့အမြန်6တာလောင်းကသဘောကျတာပေါ့နော်ကိုယ်တိုင်သဘောကျတဲ့အချက်တည်းမှာတော့ तू ဒီစက္ကန့်ပိုင်းလောင်းနဲ့6တွေ့ရဆိုတာလေးသဘောကျတယ်ဘာကြောင့်ဆိုအမျိုးသမီးတွေကဒီဟာအသုံးပြနေတဲ့အတော်အတွက်မှာ toilet သွားရင်လည်းအစ်စ်ပြန်ပြီးမလဲဖြစ်ကြဟုတ်မိုးရင်းဆိုပို့ဆိုရခဏခဏ toilet သွားခြင်းအဲ့လိုမျိုးအမျိုးသမီး ီးလားစင်ကိစ္စဖြစ်နေတဲ့အချိန်မှာတောလက်ခဏခဏသွားချင်တာအရင်ဒုက္ခရောက်တယ်။မဟုတ်ဆိုသူကပြန်လဲဆိုဆွတ်တယ်။သူ့ရဲ့ငကိုရာတီသွေးရှိတယ်။အဲ့ဒီခါကျတော့သူကပြန်ပြီးတော့၆တွေ့တာဖြစ်တဲ့အတွက်ဟိုဒီ private area အတွက်ကိုတော်တော်လေးသုံးသင့်တဲ့ထဲမှာပါတယ်ပေါ့နော်စိတ်ချရတယ်။အဲ့တော့ဒါမှမဟုတ်ဒီမှာကဒီ daily ပေါ့နော်ပန်ဒီလိုင်းနားနေစပြီးတော့ညဘက် heavy flow tea ကို night use tea ကိုအကုန်လုံးရှိတယ်ဒါပေမဲ့သူ့ရဲ့ဈေးလေးကလုံးဝ2500 3000ကျားဖြစ်တဲ့အတွက်အရင်300အဆင်ပြေရပေါ့နော်ဟိုကိုယ့်ရဲ့ budget နဲ့လည်းကိုက်တယ်ဆိုတော့တော်တော်လေးကို300အဆင်ပြေတဲ့အမျိုးသမီးကိုပြန်ပြီးတော့ညွှန်ပေးချင်တာပါအဲ့တော့အခုကရာသီဥတုကဆိုးဆိုးတဲ့အပိုင်းကိုပြောင်းလာအောင်မယ်ဆိုရင်လောင်းတော့ဒီ private area ကို6တွေ့ပြီးတော့ပိုးမွှားကင်းစင်ပြီးတန့်ရှင်းတဲ့ daily pad တွေကိုပဲသုံးသင့်တယ်ပေါ့နော်အဲ့ဒီထဲမှာဆိုရင်သူကအဓိကလောင်းကြရချာသူကပေါင်ပိုးနာတိတ်မရှိဘူးပေါ့နော်အဲ့တော်တော်ကြီးကိုမရှိဘူးပြောလို့ရတယ်နော်မှ အဲ့ပါလာအဓိကပါလာရဲ့အချက်ပေါ့နော်ဒီမှာလေဒါကဒါ day time ပေါ့ဒါက day သုံးနေဟာလေအဲ့တော့ဒါဝင်လက်ထဲမှာရှိတာကဒါဝင်လက်ထဲမှာကြာတော့ तू က night night အိမ်နော်ဟုတ်တယ်ဒါလေးက day time ပါရောမဆလို့ရှိရင်ဒါက night 6ဟုတ်တယ်အဲ့တော့ ဒီတမရလာတဲ့အချိန်မှာဆိုတော့ကျေးဇူးလက်တော့တရားနဲ့တရားလည်းမတူတတ်ကြဘူးတချို့တွေက flow များတယ်ပြီးတော့တချို့ကျတော့လည်းရက်လိုက်ကိုဆက်ဆချင်းရက်ဒီမှာအစားဆုံးရက်ဒီမှာနည်းနည်းလေးနေတယ်အလေရက်တွေဆိုပြီးရက်သူက flow ကများတယ်နောက်ပိုင်းရက်တွေပြီးခန့်နေကြလို့ရှိရင်နေတော့အဲ့တော့အဲ့လိုမျိုးကိုယ့်ရဲ့ရက်ပေါ်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီတိုက်ပေါ်ပဲဖြစ်ဖြစ်မျိုးစုံကိုယ်ကပေါ့နော်အဲရွေးချယ်လို့ရတဲ့အမျိုးအစားကြီးရှိတယ်ဒါကပန်တီလိုက်နာဒါကနေ့တိုင်းသုံးပြည့်နေတဲ့ပန်တီလိုက်နာလေးဖြစ်ပါတယ်အဲ့တော့ဒီဟာလေးဆက်လက်ထဲမှာအခုဒီမှာဒီအဝါလေးရကြတော့ဒါကဒေတန်နော်နေကင်းသုံးတာဆိုတော့နေကင်းသုံးမယ် ဟာဟုတ်တယ်နေကင်းတောင်းတဲ့အခါမျိုးဒါမှမဟုတ်လို့ရှိရင်လည်းဟိုပုံမှန် flow လေးဆိုလို့ရှိရင်ဒီတန်းတောင်းလို့ရတယ်ဟုတ်ကဲ့ပြီးတော့ဒါကအစင်းလက်ထဲမှာကြတော့ night nice 6 nice 6ရပါဘူးတူအပ်ပူရှိရ360မီလီအစိမ်းအောင်ကတူလုံးဝအရှိဆုံး good lady တဲ့မှာဆိုတော့အဲ့ကြတော့လေဇင်းတို့ညာဘက်တွေအေးကြီးဆော့တဲ့တဲ့သူတွေပေါ့နော်အဲနောက်ပြီးတော့တချို့ကြတော့အဲ့လိုမျိုးဒီအိတ်ရခင်းတွေပါလေဆိုလဲလေအဲ့လိုမျိုးပေးရကြံတာမျိုးပေါ့အဲ့လိုမျိုးမဖြစ်အောင်ဆိုပြီးတော့သူကဒါကိုအသုံးပြုလို့ရတယ်ဒါတော့ဟို overflow တဲ့ heavy flow လာအဲ့လိုပုံစံမျိုးဖြစ်တဲ့သူတွေအနေနဲ့ဆိုရင်တော့ဒါ night 6ပေါ့နော် night အမှမှ360 mm ပါတဲ့ဒီရလေးတွေကိုသုံးဖို့အတွက် recommend ပေးပါတယ်ဟုတ်ပါတယ်ရှင်နောက်လက်ထဲမှာရှိရအဲ့တော့နောက်လက်ထဲမှာじゃညာဘက်ကိုလည်းကိုကသုံးခြင်းနဲ့ဒါပေမဲ့တချို့အမျိုးသမီးじゃညာဘက်မှာဟိုအရန်ကြီးစိတ်ပူစရာလိုလောက်တဲ့ပမာဏမများဘူးဆိုလို့ရှိရင်တော့ ညဘက်ကိုပုံမှန်သုံးနေကြ290မီလီမီတာကို၈ခုပါတယ်ပေါ့နော်သူက night 8လို့ခေါ်တယ်အဲ့ဒါဆိုညဘက်8လို့မဟုတ်ဘူး၈ခုပါတယ်၈ခုပါတယ်ညသုံးမှာ၈ခုပါဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကတော့ညဘက်သုံးတာအဆင်ပြေတယ်နောက်ပြီးတော့ तू က daily ဆိုလို့ရှိရင်လည်းမနေ့ကင်းပိုင်းမှာ heavy flow ဖြစ်ရင်လည်းနည်းနည်းလေးသုံးလို့အဆင်ပြေတယ်ဆိုတော့ညဘက်ပိုင်းကျတော့လည်းအရင်အရှိကြီးမဟုတ်ဘူးအဲနေ့ကင်းပိုင်းဆိုလို့ရှိရင်လည်းပဲနေ့ကင်းတက်နည်းနည်းပိုရှည်ရတဲ့အတွက်ကြောင့်မလို့ဒါအလေအလတ်ပေါ့နော်တခါလေကိုအရေးကြီးတဲ့ပွဲတွေသွားเสียရရှိရဆိုရင်လည်းအဝါလေးလည်းသုံးလို့ရတယ်လို့ဒီတက်ပိုရှည်မှဒါကို စိတ်တိုင်းကြရယ်ပေါ့လေကိုလုံးလေးလို့စိတ်ချခြင်းနဲ့ဆိုလို့ရှင်လည်းပဲအခု good lady ရဲ့လောင်းပြထားခရမ်းရောင်လေးပေါ့နော်ဒီမှာလာနဲ့ကျဲပုံလေးပေါ့ဆိုတော့ဒါလေးကိုလည်းတုံးလို့ရပါတယ်အဲ့တော့ဒီမှာကတော့အဲသူ့ရဲ့အဓိကကတော့ not remain ပေါ့နော် absorption not remain ဖြစ်တဲ့အတွက်ကြောင့်မလို့သူဆုတ်ထားပြီးသွားပြီဆိုတချို့ကလောင်းသိပ်မကြိုက်တဲ့ချက်ကမျက်နှာပြင်ပေါ်မှာကြံတက်တာပေါ့သူလုံးဝမရှိဘူးအဲ့ဒါလုံးဝမရှိဘူးလုံးဝမျက်နှာပြင်က၆သိပ်ပြီးကြံတာဆုတ်ယူထားတဲ့အလွာအောက်ဘက်မှာပဲရှိတာဖြစ်တဲ့အတွက်တုံးရတာအများကြီးအဆင်ပြေပါတယ်အဲ့တော့အားလုံးက၅စက္ကန့်နဲ့အမြန်၆သိပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ good lady ဆိုရင်၅ 5စက္ကန့်ဆိုတော့ဒါအမြဲမှတ်မိနေပြီပေါ့နော်5စက္ကန့်နဲ့အမြဲချောက်တယ်ဆိုတော့ဒါလေးကလည်းတကယ်သုံးလို့ကောင်းတဲ့ထဲမှာပါတယ်ဟုတ်ပါတယ်အဲ့တော့အဲ့5စက္ကန့်5စက္ကန့်ကိုဘာလို့ခန်းနာပြောနေရလဲဆိုတော့ဆိုတော့တကယ်ကိုလည်းကိုယ်တိုင်သုံးနေရဖြစ်တဲ့အတွက်အဲ့ဒီအချက်ကိုရရင်ညွှန်ပေးရတာဖြစ်ပါတယ်အဲ့တော့အဲ့လို6တွေ့ရသွားတာဖြစ်တဲ့အတွက်ဇင်းတို့လောင်တို့ခုတောက်လျှောက်ပြောနေတယ်ပုံမှန်နေ့တွေလိုမျိုးဒီဓမ္မရာလာရဲ့နေ့တွေကတသက်ကြီးဖြစ်မနေဘဲနဲ့တာမန်နေ့ရက်တွေလိုမျိုးပေါ်ပပါနဲ့ဖြတ်တန်းနိုင်နေပြီးတော့အဓိကကတော့ခုနပြောသူတို့ကဒါကသူ့ရဲ့ဆန်တယ်လင်းထုတ်လေဘယ်တော့ပါလွန်နေလဲဆိုတာကြီးဟုတ်ပါအဲ့လောက်ပါတော့ဒါတော့တော့သူကနှစ်ထပ်ခောက်ထားသေးရာ ပြန်လိုက်လို့ရှိရင်ပါသေးတယ်ဟုတ်တယ်အရင်ပပလလလေးဖြစ်တဲ့အတွက်နောက်တစ်ခုကဟုတ်ပြီအဲ့လိုအရင်ပါနေလို့စိတ်ချရပါမလားဆိုနေလုံးဝစိတ်ပူပါနဲ့ဂျပန်ဝါတာလော့ဂျီစနစ်ကိုထည့်ထားတာဖြစ်တဲ့အတွက်နေရာတတောင်တတာဖြစ်တဲ့ယူစိတ်နာလုံးဝမရှိဘူးပြီးတော့လေးစလက်ကြုံမှုတာဆိုလို့ရှိရင်အရင်တော့ကဂွန်းထုတ်လိုမျိုးပေါ့နော်ဂွန်းနဲ့လှုပ်ထားတဲ့အဟာမျိုးတွေဆိုရင်သုံးတဲ့ခါမှာပြီးရင်ကြားတော့လိတ်သွားတာဟုတ်တယ်လိတ်သွားပြီးတော့နေလို့မကောင်းမင်းနဲ့လူကတွေအဲ့ဒီလိုမျိုးအဝိအထွေးကြောင့်အဝိထုံးလို့ဖြစ်သွားတယ်အဲ့ဒီအထွေးအထွေးတွေကြောင့်မို့လို့ချွေးရထွက်လာတဲ့အခါမျိုးဆိုလို့ရှိရင်ရားရံနေအလိုအရေးပြားတော့လေနေရာတတောင်တတာမဖြစ် ဖြစ်ဘူးပေါ့နော်ဒါပေမဲ့ကိုလေဒီမှာကဂျပန်ဝါတာလောက်ချေကိုတုံးနာတာဖြစ်တဲ့အတွက်အဲ့လိုမျိုးထွေးသွားတာလိတ်သွားတာလုံးဝလုံးဝမရှိဘူးပေါက်ပြဲတာမျိုးလည်းလုံးဝမရှိဘူးသူကအချိန်ကြာကြီးလဲဆုပ်ယူထားနိုင်ပါတယ်ဒါပေမဲ့ကျန်းမာရေး tips အရာဆိုတော့အမြဲပြောနေကြပါအမျိုးသမီးလာချင်တော့ပစ္စည်းကိုတုံးတဲ့အခါမှာသူ့ရဲ့ quality ဘလောက်ပဲကောင်းနေပြီဖြစ်စီဆိုတော့အချိန်၄နိုင်နဲ့နောက်အကြဆုံး၆နိုင်အဲ့ကြားထဲမှာတော့အစ်စ်တခုလဲလှည့်ပြီးတော့တုံးပြီးဘောကလည်းမဖြစ်မနေလို့အပ်ပါတယ်ဟုတ်တယ်နောက်အဲ့ဒီ private area ကလေသူကလေဟို allergy ဖြစ်လွယ်ပေါ့ sensitive ဖြစ်တဲ့ area ဖြစ်တဲ့အတွက်ကြောင့်လေကျွန်တော် အကယ်၍မြန်မာ product ကမတည့်တာတစ်ခုခုဖြစ်မယ်ဆိုရင်ရားရံတာမျိုးဖြစ်တတ်တယ်ပေါ့နော်။ဒါဟိုချက်ချင်းပြတဲ့ဟို reaction ပေါ့နော်။အဲ့ဒါမျိုးလုံးဝမရှိဘူး။အဲ့ဒါတော့ဒါလုံးဝအမခံနိုင်တယ်ပေါ့နော်။ဆိုတော့ဇင်းတို့လည်းအရင်တော့ဆိုရင်ရွေးတာတွေမှားပြီးတော့သုံးမိတာမျိုးတွေရှိရယ်ပေါ့။သုံးခဲ့ဘူးတာရှိရယ်။အဲ့တော့ဇင်းတို့ရွေးချယ်မှုကလည်းအဲ့လိုအခုလိုမျိုးပေါ့နော်။ဟိုတေချာဇင်းတို့တွေတေချာသုံးပြီးတော့မှပြန်ပြီးတော့ဒါဟို recommend ပြန်ပေးတာဖြစ်တဲ့အတွက်ကြောင့်ဇင်းတို့မှလည်းအတွေ့အကြုံရှိပြီးသားဒါကဘယ်လောက်ထိဇင်းတို့ဒီ main clinic အတွက်ပေါ့နော်။စိတ်ချ ာလေနောက်ပြီးတော့တန်ရှင်းမှုအဖြစ်လဲစိတ်ချရတယ်နောက်ပြီးတော့နောက်တစ်ခါကြစင်တို့အဝတ်အစားတွေဝတ်ဆင်တာအစားအဲ့ဒီအချိန်မှာဆိုရင်အများသောဖြစ်စဉ်တော့အရောင်နှုတွေကာလာနှုတွေဆိုမမဝတ်ဖြစ်ဘူးပေါ့နော်ပိန်မာတွေစွန့်ထင်းမာတွေကြောက်ကြတယ်ဒါပေမဲ့ဒီ good lady ကိုပေါ့နော်စင်တို့တုံးမိခဲ့တဲ့အဲ့ဒါတွေလုံးဝစိတ်ကုန်စရာမရှိတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ तू ကဟိုဒီအလွှားလဲကိုးလွှားပါတယ်နောက်ပြီးဘေးနားမှာလဲ तू ကအဲ့လိုမျိုးလေးစွန့်ထင်းမာတွေရှမ်းမထွက်အောင်ဆိုပြီးတော့ချုပ်ထားတယ်ချုပ်ရိုးလိုင်းလေးတွေလည်းလုပ်ထားတယ်နောက်ပြီးတော့ပော့ပါတယ်အဲနောက်ပြီးတော့ तू က ားကြတော့လေဘာလဲဆိုတော့လေသူအခုနပြောလို့ဂျပန်ဝါတာလော့ဂျယ်ဖြစ်တဲ့အတွက်ကြောင့်အဲ့နေရာမှာတခုခုကိုမှဟိုခုနေရဆိုတဲ့ခံစားချက်မျိုးလုံးဝမရှိတာဖြစ်တဲ့အတွက်ကြောင့်တတောင့်တတာနဲ့ဒီနေ့ရက်တွေကိုအေးအေးဆေးဆေးဖြတ်တန်းနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒါလေးကိုအားလုံးအတွက်ကိုဇင်းတို့ခင်ဗျမဒီအစီအစဉ်ညီပြထပ်ပြီးတော့ sharing လုပ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်ဒါလေးကပန်တီလိုက်တာတော်တော်များလဲတုံးတာကြပြီအုံမန်နေ့ရက်ဒီမှာမှပဲချွေးလေးရှိမယ်ဟိုဆိုးဆိုးတဲ့ရက်စီဆိုလို့ရှိရင်ဆိုးဆိုးတဲ့အလျောက်ပေါ့နော်ဟုတ်တယ်ခါကြရင်လဲချွေးထွက်လွယ်တယ်အဲ့နေရာလေးဟုတ်ဆိုးဆွဖို့အရန်ပြဿနာများတယ်ဟုတ်တယ်ဟုတ်တ ရသည်မဆိုနေတော့ဟုတ်ပါဘူးဆိုတော့အဲ့လိုအခါမျိုးမှာဟိုအရင်ကတော့တိတ်မတုံးကြအောင်ပြီးတော့နောက်တစ်ခုကမျိုးသမီးတွေဒီ pH level ပေါ်မူတည်ပြီးတော့လည်းကိုယ့်ရဲ့ထွက်တဲ့ဒီလိုမျိုးပေါ့နော်အညစ်အကြေးကနေပြီးတော့ခါကြလို့ရှင်ဘောင်းမီလေးပေါက်ပြေးတာမျိုးတွေချစ်တက်တယ်ကြုံတွေ့ရတယ်ဒါပေမဲ့ခုနောက်ပိုင်းတော်တော်များပန်တီလိုက်တာတုံးလာကြတယ်အဲ့ဒီခါကြတာဖြစ်လဲဆိုအဲ့ကြေတနာကြီးကုန်ရှင်းသွားတယ်နေရတာပို့ပြီးတော့လည်းစိတ်လုံးကြတယ်တခါလေးကြားလို့ရှင်ဆိုတော့ပြီးရက်မဟုတ်ပဲနဲ့နေ့ဒီမှာတော့မှပဲစိတ်ကမလုံးမချုံခံစားရတဲ့အခိုက်အတန့်လေးကြုံရတတ်တယ်အဲ့လိုခါမျိုးမှာပန်တီလိုက်တာအမြင်နဲ့တုံးမယ်ဆိုလို့ရှင်ဒီပြေတနာကြီးအကောင်လုံးဖြည့်ရှင်းပြီးသားဖြစ်သွားမှာပါဒါပေမဲ့ပန်တီလိုက်တာဆို က်အတွေးဆိုလို့ရှိရင်လေရေသွေးကောင်းမှုအရင်ရေးကြည့်ဟုတ်ကဲ့ဘာကြောင့်လဲဆိုတာနေ့တိုင်းနေ့ပါသုံးပါเนาะနေ့စဉ်သုံးပါပြထွက်တဲ့ခါဖြစ်တဲ့အတွက်ကိုလေးတွေကဆိုတော့တကယ်ကိုယုံကြည်နဲ့သုံးနေတဲ့အမျိုးအစားတစ်ခုပါပန်တီလိုက်နာလည်းတကယ်ကိုကောင်းမှုပါတယ် ဟုတ်ပါတယ်အဲ့တော့ဒီပန်ဒီလိုက်နာကြတော့အခုမိုးရင်းမှာမဖြစ်မနေသုံးတဲ့နေထဲမှာပါတယ်ပေါ့နော်ဆိုတော့မိုးရင်းရောက်ပြီဆိုရင်လောင်းလို့ဘာပဲဖြစ်ပြောအဲတကုတ်ရဲ့အတွင်းဝတ်တွေကမချောက်တာဖြစ်နိုင်တယ်အထူးသဖြင့် main ကလေးတွေအတွင်းဝတ်ကြည့်မယ်ဆိုလို့ရှိရင်တို့ကဒီအဓိကအရေးကြီးတဲ့အလယ်နေရာနှစ်ထပ်တွေချုပ်ချုပ်တာအဲ့တော့အဲ့လိုမျိုးပို့ထူတဲ့အတွက်ပို့ပြီးတော့ပြဿနာများတယ်ပို့ပြီးတော့လည်းပဲမချောက်တာဖြစ်နိုင်တယ်ဆိုတော့မိုးရင်းကတော့ဖြစ်နိုင်လို့ရှိရင်ဒါမိုးရင်းကာလာ၃လပဲထားပါဆိုနော်ပန်ဒီလိုက်နာဆို၃တုတ်တယ်ပဲကောဆိုတော့ဒါမဖြစ်မနေ၃တာတဲ့နေအဲဒီလိုဆိုဆွတ်တဲ့ရာသီမှာကိုယ့်ရဲ့ private area ာဒီပိုဆိုဆုတ်ဖို့လွယ်တယ်ပိုလည်းအဲ့လိုဆိုဆုတ်တဲ့ခါမှာချွေးလိုမျိုးအောင်းတာမျိုးဖြစ်ဖို့လွယ်တဲ့အတွက်မိုးရင်းသုံးလာတာပန်နီလိုက်နာသုံးတုပ်ကတော့ good lady ကနေပြီးသုံးကြည့်ပါတကယ်လို့တိတိတသာ confidence ရှိတာကိုခံစားရမှာပါအဲ့လိုဒါတော့ကိုယ်တိုင်လည်းအမြဲလောင်းလို့ခင်ပြုံးမကြည့်သုံးနေကြ good lady ကိုဒီတစ်ခါလည်းအမျိုးသမီးလေးတတိယဖို့တည်းပြန်ပြီးတော့ညွန်ပေးလိုက်ပါတယ်ဟုတ်ပါတယ်အဲ့တော့ good lady မှာနောက်ထပ်အဆီဇင်တစ်ခုရှိရဲ့ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီ lady တို့အတွက် good lady ကနေပြီးတော့ Facebook page ကနေပြီးတော့တန်ရှင်းလှပ good lady တို့နေ့စဉ်ဘဝဆိုပြီးတော့အဆီဇင်လေးရှိတယ်အဲ့ဒီအဆီဇင် ်ကတော့ဒါအမြဲတမ်းပေါ့နော်ဒီအမျိုးသမီးအနေနဲ့နေ့ရက်တိုင်းကိုရုံကြည်ကြည်နဲ့ဖြတ်တန်းနိုင်ဖို့တန်ရှင်းလှပပြီးတော့ပေါ့နော်။နောက်အမျိုးသမီးတွေနဲ့ဖြစ်တတ်တဲ့ဒီပေါ့နော်ဟိုဇင်တို့တိထားတဲ့ဂျမ်းမိုင်းနဲ့ပတ်သက်တဲ့ဘုသူဒ္ဓအကြောင်းအရာတွေ sharing လုပ်ပေးနေတာပေါ့နော်။ဆရာဝန်ကြီးကိုယ်တိုင် sharing လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီအစီအစဉ်ကလည်းဇင်တို့ good lady ရဲ့ Facebook page မှာအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်ကိုလည်းဝင်ရောက်လေ့လာခြင်းနဲ့ဆိုရင် good lady ရဲ့ Facebook page မှာဝင်ရောက်ပြီးတော့လေ့လာလို့ရပါတယ်ရှင်။ဟုတ်ကဲ့။ဂျမ်းမိုင်းအချက်လေးကတိထားတဲ့နော်။ဟုတ်တိထားတဲ့နော်။ ကိုရိုင်းယုံကြည်သုံးနေတဲ့တကယ်ကိုရည်သွေးကောင်းမွန်တဲ့ကိုလေးဒီအကြောင်းလေးကိုထပ်ပြီးတော့ညွှန်ပြလိုက်ပါပြီရှင်။ရှင်းပါတယ်ရှင်။ပုံပြအောင်သုံးကြည့်ကြပါ။ဟုတ်တယ်။မိုးရွာကသုံးပြီးတဲ့အရာကိုနော်။ဟုတ်တယ်။ဒါတကယ်ဆိုတော့ဟုတ်တယ်ပြီးတော့အမဆိုလို့ရှိရင်လေကိုအနီနာညီမလေးညွန့်ပေးဖြစ်တယ်လက်ဆောင်လေးပေးဖြစ်တယ်ဟုတ်တယ်ကဲအဲ့တော့လာဝန်ကျေးဇူးများပါတယ်ပါတယ် အဲ့ဆိုရင်ကျွန်တော်ဒီနေ့ခင်ဗျာမဒီအစီအစဉ်အတွက် main sponsor အနေနဲ့ပါဝင်ပေးထားတာကတော့ Good Lady အမျိုးသမီးလာစင်တုံးပစ္စည်းမှဖြစ်ပါတယ်လို့ Good Lady ကိုလည်းကျေးဇူးထူးပေးစီပါရှင်။ကျေးဇူးတင်ပါတယ်ရှင်။အဲ့နောက်ထပ်လာမယ့်အစီအစဉ်အတွက်ပြည်သက်တွေနဲ့အတူပြန်တွေ့ပါမယ်ရှင်။